2025ခုနှစ်မေလ4ရက်နေ့တနင်္ဂနွေနေ့မနေ့6နာရီဂျိုရူကတိုင်းတာရရှိချက်တွေနဲ့မိုးလေဝသအခြေအနေများကိုဆက်လက်လေ့လာခန်းမတင်ပြမှာဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ဆွေးနွေးလိုတဲ့အချက်ကတော့ဒီကနေ့မြန်မာဆိုရှယ်မီဒီယာလောကမှာ ရေပန်းစားပြီးတော့မှရေးနေကြတဲ့သတင်းကတော့ မုံတိုင်းသတင်း မြန်မာနိုင်ငံရဲ့ရာသူလူအခြေအနေကမေလဆန်းမှာမုံတိုင်းဝင်နေရှိသလိုပဲ2008ခုနှစ်တုန်းကပြင်းထန်တဲ့မုံတိုင်းဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့လူတိုင်းလူတိုင်းဟာ2025ခုနှစ်မေလမှာလည်းမုံတိုင်းဖြစ်ကြမလားဆိုပြီးတော့စိုးရိမ်စိတ်တွေနဲ့ရေးသားနေကြပါတယ်အထူးသဖြင့်10နှစ်တက်တန်းရှိသေးတဲ့ဘယ်လ်ဂျီယံအခြေပြုဥရောပမော်ဒယ်ပုံစံနဲ့ AI နဲ့ပေါင်းထုတ်တဲ့ model ပုံမှာ multi prompt မှာမုံတိုင်းဖြစ်နိုင်တယ်လို့ရေးသားနေကြတာကိုကျွန်တော်အများဆုံးဖတ်နေရပါတယ်။အဲ့ဒီခမန်းချက်ကတက်တာအပြင်10နှစ်ပြီးတော့ဉာဏ်ရင်တုနည်းပညာနဲ့ထုတ်တဲ့ခမန်းချက်ဖြစ်ပါတယ်။ကျွန်တော်တို့လက်တွေ့သုံးလို့မရသေးပါဘူး။အဲ့ဒီပုံမှာအစိုးရင်စိမ့်နဲ့ရေးနေကြပါတယ်။အဲ့တော့ကျွန်တော်ဆွေးနွေးလို့တာကဘာဖြစ်လို့မုံတိုင်းကိုကြိုတင် ခမန်းတာလဲ။ဘယ်နည်းရဲ့ကြိုတင်ခမန်းအသင့်တယ်လဲဆိုတာကို အဲ့ဒီရေးတဲ့လူတွေစဉ်းစားကြလားလို့ကျွန်တော်မေးခွန်းရှိပါတယ်။မုံတိုင်းဆိုတာကြိုတင်ပြင်ဆင်ရမယ်။ဘယ်နေ့ကကြိုတင်ပြင်ဆင်ပါလဲ။ဘယ်ဧရိယာကြိုတင်ပြင်ဆင်ပါလဲ။ဘလောက်အင်အားများလဲဆိုတော့အကုန်လုံးထည့်အတွက်စဉ်းစားပြီးတဲ့အခါကျမှကျွန်တော်တို့ကခံမှန်းချက်ထုတ်တာဖြစ်ပါတယ်။မုံတိုင်းဖြစ်ရင်ပြီးတော့ကွာလူစိတ်ဝင်စားရင်ပြီးတော့ကွာဆိုတော့ရေးတာမဟုတ်ဘူးဗျ။နော်။အဲ့တော့ကျွန်တော်သတိပေးချင်တာကလူတို့ကိုအသိပညာပေးတယ်ဆိုတော့လူတို့အကျိုးရှိတဲ့အတွက် ဘယ်လိုလုပ်အောင်မလဲဆိုတော့စဉ်းစားနေနေပါတယ်ရေးသားနေနေပါတယ်ဒါကကျွန်တော်မေတ္တာစေတနာပြောတာပါပညာရှင်ဆန္ဒရေးကြပါလို့ကျွန်တော်မေတ္တာရခမှာအခုမုံတိုင်းဖြစ်မဖြစ်ဆိုတော့ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ကအဓိကဘယ်အချက်ပေါ်အခြေခံလဲဆိုလို့ရှိရင်ပင်လေပင်သမုတ်တရားမှာသွာလာနေတဲ့သင်္ဘောကြီးကိုအာမခံကုမ္ပဏီတွေကတုံးတဲ့ပုံပင်မျိုးကိုအသုံးပြုထားတာဖြစ်ပါတယ် အဲ့ဒါကတော့လူအသက်တွေနဲ့အပြင်ရော်ကြီးတွေပါတန်းနဲ့ဂရေနဲ့ခြီးရတဲ့ပုံတင်နီးကိုတုံးတာဖြစ်ပါအဲ့ဒီပုံတင်နီးကကျွန်တော်ကြည့်တဲ့အခါမှာလာမယ့်15ရက်နေ့မှာမြမတောင်ပိုင်းကာယံရွာမှာလေပြားအနေငယ်ဖြစ်ပြီးတော့ပျောက်ကယ်သွားတဲ့အနေအထားပဲရှိပါတယ်မုံတိုင်းဖြစ်လာဖို့အတွက်လေဆိုင်ဝဲတို့လေပြားအနေအားတို့လေတိုက်ခတ်မှုတို့ လာရတော့ဘာမှကျွန်တော်တို့တွက်လို့မရသေးပါဘူးအဲ့ဒါအကြောင်းလို့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့မုံတိုင်းတကယ်ဖြစ်ပြီးလို့တည်ရတဲ့အခါကျမှသာမြမပြည်ရင်းကိုဘလို့တက်ရောက်မယ်ဆိုတော့ကျွန်တော်တို့အတိအကျလေ့လာပြီးတော့ကျွန်တော်တို့ခမှန်သုံးသပ်တင်ပြမှာဖြစ်ပါတယ်အဲ့တော့လောလောဆယ်မုံတိုင်းကကျွန်တော်တို့နားလည်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေ့ဘယ်လို မိုးရွာနိုင်လဲဆိုတာကျွန်တော်တို့အတူတူက ဆက်လက်လေ့လာကြအောင်ဒီကနေ့တနင်္ဂနွေနေ့၄ရက်နေ့မနေ့6နာရီတိုင်းတာရရှိချက်တွေအပေါ်ကနေပြီးတော့ကျွန်တော်တို့သူတေသနာပြုထားတဲ့ပုံသေးနည်းတွေရဆိုလို့ရှိရင် sorry အာရေးပြကပဝင်လာတဲ့လေစီးကြောင်းဟာမြောက်ဖက်ကိုစီးတက်သွားရတဲ့အချို့ကမြမပြည်အေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကနေပြီးတော့ မြန်မာပြည်အလဲပိုင်းကိုပြန်ပြီးတော့ကွစ်တဲ့ဝင်တယ်လို့ပဲအောက်ဖက်မှာလည်းဒီစုံရက်တစ်ခု ဖြစ်နေတာတွေ့ရပါတယ်ထို့အတူညောင်းဦးနားမှာလည်းလေတုမကြိမ်မတက်မှုတစ်ခုဖြစ်နေတာကျွန်တော်တို့တွေ့ရပါတယ်ဘလို့မကြိမ်မတက်ဖြစ်လဲဆိုလို့ရှိရင်တောင်ပိုင်းကတက်သွားတဲ့လေဘူးတွေကိုမြောက်ဘက်ကဆင်းလာတဲ့လေအေးက အောက်ကနေတိုးဝင်တဲ့တော့ကြောင့်မလို့လေဆိုင်ဝဲအသေးလေးဖြစ်ပြီးတော့ရုတ်တရက် လေစုံကျက်ညီတဲ့နေရာတွေမှာဆိုလို့ရှိရင်လေရင်းတိုက်ခတ်မှုတွေဖြစ်နိုင်ပါတယ်။နောက်တည့်ရက်6နာရီကိုတွားကြည့်မယ်ဆိုလို့ရှိရင်တော့လေရင်းတိုက်ခတ်မှုဟာပုံမှုပြီးတော့ပြင်းထန်အားကောင်းလာတာကိုတွေ့ရပါတယ်။လေရက်နေ့မနေ့တနာရီရနေပြီးတော့မှနာနဲ့6နာရီအတွင်းမှာမိုးရွာနိုင်တဲ့ဒေသတွေဟာဆိုလို့ရှိရင်စကိုင်းတိုင်းအထက်ပိုင်းမကွေးတိုင်းအထက်ပိုင်း ကချင်ပြည်နယ်မန္တလေးတိုင်းနဲ့နေပြည်တော်ကြားကိုတိုင်းစစ်တောင်းမြစ်ဝမ်းကယားပြည်နယ်ကရင်ပြည်နယ်နဲ့သတင်းနိုင်တိုင်းတို့မှာနေရာကွက်ကြားမူရွာနိုင်ပါတယ်မနေ့6နိုင်ရနေပြီးတော့နေ့လယ်7နိုင်ရောက်တဲ့အခါမှာဆိုလို့ရှင်တော့မိုးဟာတချို့နေရာတွေမှာဆက်လက်မိုးများလာတော့မန္တလေးခရိုင်နဲ့ရှမ်းပြည်နယ်ကုတဲ့ဒေသမိုးကုတ်ဘက်မှာ ထို့တူသခိုင်းတိုင်းမှာဆက်လက်ပြီးတော့မိုးရွာနိုင်သလိုပဲကချင်ပြည်နယ်မှာမိုးနှင်းငယ်ရှိပါတယ်ပဲခူးတိုင်းအနောက်ချမ်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ပြင်းလိုက်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရရှိမှာဖြစ်ပါတယ်နေ့လယ်ဆယ်နှစ်ရာနေတော့ညနေ6နာရီရောက်တဲ့အခါမှာတော့မိုးအနှဲငယ်ဆဲသွားပြီးတော့မန္တလေးမြို့ရဲ့အရှိမြောက်မှာတက်လက်မိုးကြသလိုပဲသခိုင်းတိုင်းအထက်ပိုင်းမှာမိုးနှင်းနဲ့ကြပါမယ်ချင်းပြည်နယ်ရခိုင်ရုံးမနယ် မကွေးတိုင်းအထက်မှာမိုးပပလေးကြွားနိုင်တယ်လို့ပဲပဲခူးတိုင်းအနောက်ကျန်းမှာမိုးနှဲငယ်လာရရှိမှာဖြစ်ပြီးတော့သတင်းတိုင်းတိုင်းအောက်ဖက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်မှာညနေ6နာရီကနေပြီးတော့ည7နာရီရောက်တဲ့အခါမှာတော့မိုးတိမ်နှဲငယ်ကင်းစင်သွားတာတွေ့ရပြီးတော့ကချင်းပြည်နယ်မြောက်ဖက်ရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းအစရခိုင်ပြည်နယ်နဲ့ချင်းတောင်တိုင်းအစမွန်ပြည်နယ်နဲ့အနှဲငယ်မှာမိုးအနှဲငယ်သာရွာရှိမှာဖြစ်ပြီးတော့ သတင်းနိုင်တိုင်းအောက်ဖက်မှာတော့ဆက်လက်မိုးများပြီးတော့အချို့နေရာဒေသတွေမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။လာမယ့်သတင်းနာလေး9ရက်နေ့နာနဲ့တနာရနေ့6နိုင်ရောက်တဲ့အခါမှာတော့မြမာပြည်အလဲပိုင်းတစ်ခုလုံးမိုးသာကင်းစင်သွားတဲ့အနေထားဖြစ်ပြီးတော့သခိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်အထက်ပိုင်းမှာတော့ဆက်လက်မိုးရွာနိုင်တယ်လို့ပဲမွန်ပြည်နယ်ကရင်ပြည်နယ်သတင်းနိုင်တိုင်းတို့မှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ် မနေ့6နိုင်ရနေရောနေ့လယ်7နိုင်မှာလဲထို့အတူပဲစကိုင်းတိုင်းထက်ပိုင်းကချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာဆက်လက်မိုးရွာပြီးတော့တနင်္လာရီတိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်မှာနေ့လယ်7နိုင်ရနေပြီးတော့ညနေ6နိုင်ရောက်တဲ့ခါမှာလဲထုံနီး၎င်းမှာပဲအပေါ်မှာကြံနေတဲ့တိမ်သားတွေကြောင့်မလို့စကိုင်းတိုင်းထက်ပိုင်းကချင်းပြည်နယ်ထက်ပိုင်းကရင်ပြည်နယ်တို့မှာဆက်လက်ပြီးတော့ကွက်ကြားမိုးရွာပြီးတော့တနင်္လာရီတိုင်းမှာဆက်ပြီးတော့ မိုးများနိုင်ပါတယ်။ညနေ6နာရီမှည7နာရီတွင်မှဆိုလို့ရှိရင်တော့ရခိုင်ပြည်နယ်ထပ်ပိုင်းနဲ့ချင်းပြည်နယ်မှာမိုးပွဲအနေငယ်ကျပြီးတော့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်မှာလည်းဆက်လက်ပြီးတော့မိုးပွဲကျနိုင်တယ်လို့ပဲကရင်ပြည်နယ်မှာမိုးပွဲကျပြီးတော့တင်းနာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။ဒီအတွက်ကြောင့်မလို့၄ရက်နေ့မှာဆိုလို့ရှိရင်24နာရီရရှိနိုင်တဲ့မိုးရေကြိမ်ကိုတွက်မှဆိုလို့ရှိရင်ကျွန်တော်တို့မန္တလေးတိုင်းမှာမိုးရေကြိမ် ဓတမ6လက်မလောက်ရနိုင်ပြီးတော့သခိုင်းတိုင်းမှာလည်းဓတမ2လက်မလောက်သာ ရရှိမှာဖြစ်ပါတယ်ထို့အတူပဲခူးတိုင်းအနောက်ခြမ်းကရင်ပြည်နယ်မွန်ပြည်နယ်မှာဓတမ2လက်မလောက်သာရရှိပြီးတော့ခနေနိုင်တိုင်းမှာတော့အဝါရောင်ပြရတယ်ဆိုရက်တင်ဂေတာဆိုလို့ရှိရင်မိုးရွေချိန်တဓတမ4လက်မအထိရွာနိုင်ပါတယ်ဒီလိုအကြောင်းမလို့ဒီကာလမှာမိုးများတယ်လို့ပြောနိုင်ပါတယ် လာမဲ့9ရက်နေ့24နာရီအတွင်းရရှိနိုင်တဲ့မိုးရင်ဇာကိုကြည့်မယ်ဆိုလို့ရှင်၎င်းတိုင်းအထက်ပိုင်းကချင်းပြည်နယ်အထက်ပိုင်းမှာဆိုလို့ရှင်မိုးအနည်းငယ်ဆက်လက်ရရှိနေမှာဖြစ်ပြီးတော့အောက်ဖက်မှာဆိုလို့ရှင်တော့မိုးပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးနှင်းငယ်ရရှိမှာဖြစ်ပါတယ်။လာမဲ့10ရက်နေ့ရောက်ခဲ့လို့ရှင်တော့မြမပြည်အနှံ့အပြားမှာပြန်လည်ပြီးတော့ မိုးစတင်နိုင်တဲ့အနေအထားတွေ့ရပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့မိုးစတင်ဆက်တိုက်မရွာတန်းငင်နှဲလောက်လို့မှာကျွန်တော်နဲ့ကိုသက်ထွေးနိုင်ကတည်တည်ချာချာလေ့လာပြီးတော့ဆက်လက်တင်ပြဒီဒီပေးမှာဖြစ်ပါတယ်ကျွန်တော်တနင်္ဂနွေနေ့၄ရက်နေ့မြေပြင်အပူချိန်ကို ကြည့်တဲ့အခါမှာမင်းရောင်ကြီးကြာရောက်မှုကိုစုပ်ယူပြီးတော့ အပူဆုံးအချိန်ဟာဆိုလို့ရှိရင်ညနေ၄နာရီ၅နာရီအချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့ဒီကနေ့၄ရက်နေ့မှာနေပြည်တော်အနည်းနဲ့မန္တလေးအနည်းမှာဆိုလို့ရှိရင် မြေပြင်အပူချိန်42ဒီဂရီစင်တီဂရိတ်ထိပူတာကျွန်တော်တို့တွေ့ရပါတယ်ဒါပေမဲ့၅ရက်နေ့မှာဆိုလို့ရှိရင်တော့အပူချိန်မြင့်တက်သွားပြီးတော့မန္တလေးတိုင်းအနောက်ဘက် AR မြေရိုးတစ်လျှောက်လုံးမှာအပူချိန်၄၀နှစ် ဒီဂရီစင်တီဂရိတ်ကနေပြီးတော့46ဒီဂရီစင်တီဂရိတ်ကြီးပါဘူးတရရိပ်တက်လာတဲ့အတွက်ကြောင့်မလို့အတူပဋိထားနေထိုင်ဖို့လိုအပ်ပါတယ်မြေပြင်အပူချိန်မြင့်မားနေပေမဲ့လည်းမြေကြီးကစုပ်ယူထားခဲ့တဲ့မိုးရေတွေကြောင့်မလို့မြေပြင်ရဲ့စုထိုင်းစားဆိုလို့ရှိရင်၄ရက်နေမှာဆိုလို့ရှိရင်ဒီအပြာရောင်ဒေသတွေအကုန်လုံးက28 26ရာဂိုင်းလုံး ိုထိုင်းစရှိပြီးတော့မှဒီအဝါရောင်နေရာဆိုလို့ရှိရင်တော့78ရာဂိုင်းလုံးရင်ွှွတ်တရှိတဲ့တော့ကြောင့်မလို့တစ်ပင် စိုက်ပျိုးမှုတွေရင်ွှွတ်ရှိတယ်လို့ပြောရပါမယ်ဒါပေမဲ့လည်းဒီညောင်အောင်ဒေသတွေကတော့တစ်ပင်စိုက်လို့မရအောင်ရင်ွှွတ်စိုထိုင်းမှုမရှိတော့ပါဘူးဒါမဲ့သတင်းဌာနနေမှာတော့မြေပြင်ဟာအနည်းငယ်6တွေ့လာတယ်ဆိုပေမဲ့လည်းအနည်းဆုံးစိုထိုင်းစဟာ76 ရာဂိုင်နှုန်းထိရှိနေတာတွေ့ရပါတယ်။ဒီချက်အားဆိုလို့ရှိရင်မြေပြင်မှာစိုက်ပျိုးနေတဲ့တောင်သူဦးကြီးတွေအတွက်အသုံးချနိုင်မယ်လို့ကျွန်တော်တို့ယူဆလို့တင်ပြရင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။